ထို့အတူတရားဥပဒေစိတ်တက်ဆွဲတွင်တက်ဆွဲမှုတာဝန်ယူခဲ့သူဗုံမှုချုပ်ကျော်မိုးသက်သည်အမှုပညာရှင်အချုပ်အားတိန်ထောင်ချီစပွန်ဆာပေးနိုင်ခဲ့ပြီးဗုံမှုချုပ်ကျော်မိုးသက်စပွန်ဆာပေးထားသောအမှုပညာရှင်များတဲ့တွင်ရုံလေးနှင့်ဂျေဖိုင်းရတို့မှလူသိများသည့်အမှုပညာရှင်များဖြစ်သည်ဒီအော်ရီတိုင်းမော်လမြိုင်ကျွန်းမြို့တွင်တာမန်မိသားစုမှမွေးဖွားလာခဲ့သည့်ဦးကျော်မင်းဦးသည်လေတက်နှင့်ပတ်သက်သောပစ္စည်းတင်သွင်းခွင့်ရခဲ့ပြီးနောက် ကျွန်တော်မိတ်ဆွေများအားလုံးတဘာဝဘေးအန်ဒရင်နဲ့စိတ်ခွေးအန္တရာယ်မှာကင်းဝေးကြပါစေခင်ဗျာဒီကနေ့ကျွန်တော်ဖတ်ပြပေးမယ့်စောင်းပါသုံးပုဒ်ကတော့လေတက်ကိုမိ၍ပူရှမ်းတာလာကြသည့်စေဘိုလ်ချုပ်အနယ်တော်များမြမလေတက်ကိုအမိပြု၍ကြီးပွားလာသူသို့မဟုတ်ဥကျော်မင်းဦးနဲ့ဂျုံလေးနောက်မှကြားမုံဆိုတဲ့စောင်းပါသုံးပုဒ်ကိုစူးစီးပြီးတင်ဆက်ပေးတော့မှာပါပေါ်ကြုံမှုကြီးမင်းအောင်လိုက်ကာကွယ်ရေးဦးစီးချုပ်ဖြစ်လာသည့်အချိန်မှစ၍မြန်မာစစ်တပ်၏နှစ်စဉ်အသုံးစရိတ်များမှာတိုးလာသည်ကိုတွေ့ရသည် အထူးသဖြင့်စစ်တပ်တစ်ခုလုံး၏အသုံးစရိတ်များတဲ့တွင်တိတိတသာတိုး၍တောင်းလာသည်ကလေတပ်၏အသုံးစရိတ်ဖြစ်သည်လေရင်အစ်စ်များထပ်မံဝယ်ယူခဲ့သလိုယခုဆိုလေလေကြောင်းတိုက်ခိုက်မှုကိုအဓိကအားထားလာရခြင်းတို့ကြောင့်လဲအသုံးစရိတ်များတိုးလာခြင်းဖြစ်သည်စစ်ကောင်စီသည်လက်ရှိဗန္ဒာနှစ်တွင်ကာကွယ်ရေးအသုံးစရိတ်ကျပ်ဘီလီယံ2000နီးပါးသုံးဖို့ရာထားပြီးထို့ပမာဏသည်ယမန်နှင့်ကာကွယ်ရေးအသုံးစရိတ်ထက်ကျပ်ဘီလီယံ2000နီးပါးပိုမိုပြီးဆယ်စုနှစ်တစ်ခုအတွင်းအများဆုံးစာချုပ်တင်ကာကွယ်ရေးအသုံးစရိတ်ဖြစ်ကြောင်း BBC သတင်းကဆိုသည် ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တာဝန်ယူခဲ့သည့်2021ခုနှစ်မှ2023ခုနှစ်အတွင်းမြန်မာနိုင်ငံနဲ့တိုက်ပွဲဖြစ်ပွားမှုအ ਨੇ စုံနှစ်မှာ2020ပြည့်နှစ်ဟုဆိုရမည်။အေအဝရီကရထားသည့်စစ်တပ်၏လွတ်တော်သို့တင်ပြခြင်းမရှိသောတီးတန့်ကာကွယ်ရေးအသုံးစရိတ်စရင်အရ2019-2020ဘဏ္ဍာနှစ်အတွင်း၄တက်အသုံးစရိတ်မှာအမေရိကန်ဒေါ်လာတန်း386တန်းကျော်ကျပ်ငွေတန်းပေါင်း9,000,000ကျော်တုံးထားသည်ကိုတွေ့ရသည်။ထိုကုန်ကျစရိတ်တွင်ဝန်ထမ်းလာစာနှင့် လေရင်စီအသုံးစရိတ်မပါသေးပြီထိုကာလသည်မြန်မာနိုင်ငံတွင်ကိုဗစ် -19 ကပ်ရောဂါဖြစ်ပွားခြင်းနှင့်2020ရွေးကောက်ပွဲကျင်းပသည့်ကာလဖြစ်သည်ထိုကာလအတွင်းမြန်မာနိုင်ငံတွင်ရခိုင်ပြည်နယ်မြောက်ပိုင်းတွင်ရခိုင်စစ်တပ် AA နှင့်မြန်မာစစ်တပ်တို့ကြားတိုက်ပွဲဖြစ်ပွားမှုအချို့ရှိခဲ့တော်လဲဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်လက်ထက်တွင်မြန်မာနိုင်ငံ၌တိုက်ပွဲဖြစ်ပွားမှုအ ਨੇ ဆုံးကာလဟုဆိုရမည်တိုက်ပွဲဖြစ်ပွားမှုအ ਨੇ ဆုံးအချိန်၄တက်ဤတစ်နှစ်အသုံးစရိတ်မှာအမေရိကန်ဒေါ်လာတန်386တန်းကျော်ရှိနေရာ တိုက်ပွဲဖြစ်ပွားမှုများသည့်2021ခုနှစ်မှ2023ခုနှစ်အထိကာလများတွင်လေတပ်၏တစ်နှစ်အသုံးစရိတ်မှာအမေရိကန်ဒေါ်လာ1ဘီလီယံခန့်ရှိနိုင်သည်ဟုကြွမ်းကျင်သူများကခန့်မှန်းထားကြသည်သို့သောလေတပ်အတွက်နှစ်စဉ်သုံးစွဲနေသည့်ကုန်ကြစရိတ်ထောက်ဝခံမှာစစ်ဗိုလ်ချုပ်ကြီးများနှင့်လေတပ်အရာရှိများအိတ်ကတ်ထဲသို့ရောက်သွားကြသည်ဟုဆိုရမည်အရာဝတီတိုင်းမော်လမြိုင်ကျွန်းမြို့တွင်တာမန်မိသားစုမှမွေးဖွားလာခဲ့သည့် Sky Aviator Company ပိုင်ရှင်ဦးကျော်မင်းဦးသည်လေတပ်နှင့်ပတ်သက်သောပစ္စည်းတင်သွင်းခွင့်ရခဲ့ပြီးနောက် ဆယ်နှစ်တာကာလအတွင်းကြီးပွားချမ်းသာလာခဲ့သည် limited mall city ကားကိုပင်ဝယ်စည်းနိုင်သူဖြစ်လာခဲ့သည်ထို့အတူတရားဥပဒေစိတ်တက်ဆွဲတွင်တက်ဆွဲမှုတာဝန်ယူခဲ့သူဗိုလ်မှူးချုပ်ကျော်မိုးသက်သည်အမှုပညာရှင်အရှိုးအားတင်းထောင်ချီစပွန်ဆာပေးနိုင်ခဲ့ပြီးဗိုလ်မှူးချုပ်ကျော်မိုးသက်စပွန်ဆာပေးထားသောအမှုပညာရှင်များတဲ့တွင်ရုံလေးနှင့်ဂျေဖိုင်းရတို့မှလူသိများသည့်အမှုပညာရှင်များဖြစ်သည်ထို့အပြင်ဗိုလ်မှူးချုပ်ကျော်မိုးသက်သည်မန္တလေးတွင်တင်းထောင်ရှိတန်သောမြေကွက်များပိုင်ဆိုင်သူဖြစ်လာခဲ့သည်သူတို့ထပ်ပေါ်၍ကြီးပွားချမ်းသာသူများမှာ စိတ်ကောင်းဆောင်လေတာဦးစီးကျုံနဲ့သူတို့၏မိသားစုဝင်ဆွေမျိုးများဖြစ်သည်သူတို့၏မိသားစုဝင်များသည်နှင့်အနေငယ်အတွင်မြန်မာနိုင်ငံ၏ထိတ်တန့်ခရိုနီတထေးများဖြစ်လာခဲ့သည်အထူးသဖြင့်နာဝတနာအဖလက်ထက်နှင့်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်လက်ထက်တွင်လေတာနှင့်ပတ်သက်၍ကြီးပွားချမ်းသာလာသူများပေါ်ထွက်လာခဲ့သည်ဗြိတိချတော်ဝင်တက်မတော်ကိုအရှိခံ၍ဖွဲ့စည်းထားသောလေတာမျိုးဖြစ်သည်လက်ရှိမြန်မာစစ်တပ်၏ကြီးရည်လေတက်များတဲ့တွင်လေတာမှာဒီမိုကရေစီစနစ်ဖြင့်အခြေတည်ခဲ့သောတက်ဖြစ်သည်ထို့ကြောင့်လေတာအတွက်ပစ္စည်းဝယ်ယူရရင်တော်၎င်းပစ္စည်းအသုံးပြုရရင်၎င်း အကျင့်ပြတ်ရှာစားမှုများမရှိစေရန်ဝယ်ယူရေးအင်ဂျင်နီယာနှင့်အုပ်ချုပ်ရေးစသည့်ဌာနသုံးခုဖြင့်အပြန်အလှန်ထိန်းညှိထားခဲ့သည်သို့တော်လည်း1988ခုနှစ်နောက်ပိုင်းမှစ၍အကျင့်ပြတ်ရှာစားမှုများတဖြည်းဖြည်းများလာခဲ့သည်အာနာချိစစ်ကောင်းဆောင်များနှင့်စီးပွားရေးလုပ်ငန်းရှင်များပေါင်း၍လှုပ်ရှားလာကြသည်နဝဒအစိုးရလက်ထက်တွင်တပ်မတော်လေးအတွက်လိုအပ်သောပစ္စည်းများဝယ်ယူခြင်းလေရင်အသစ်များနှင့်အဖိုးပစ္စည်းများဝယ်ယူခြင်းပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများအားအိတ်ဖွင့်တင်တာစနစ်မကျင့်သုံးတော့ပဲစစ်ဘုံကြုံများနှင့်ရင်းနှီးသူများအားလက်သိထိုး လုတ်ပိုင်ခွင့်ပေးခဲ့ကြသည်နဝဒအစိုးရလက်ထက်တွင်လေတက်အတွက်လေရင်ဝယ်ယူရာတွင်ဒုဗိုလ်ချုပ်မူကြီးမောင်အေးဤခေမဖြစ်သူဒေါ်ရိုစီဟုလူသိများသူမှာအ धिक အကျိုးဆောင်ဖြစ်ခဲ့သည်ထို့ကဲ့သို့အကျိုးဆောင်ပေးသူများအားလုတ်ပိုင်ခွင့်ရသည့်လုပ်ငန်းရှင်များထဲမှအကျိုးဆောင်နှင့်စေဘုံချုပ်များအတွက်ကော်မရှင်ခွဲပေးကြသည်သို့သောလက်ရှိစစ်ကောင်းဆောင်လက်ထက်တွင်မူစေဘုံရုပ်သားသမီးများကကိုယ်တိုင်ကုမ္ပဏီထောင်၍လုတ်ကင်လာသည်ကိုတွေ့ရသည်လေတဲ့ဦးစည်ချုပ်တာဝန်ယူခဲ့သောဗိုလ်ချုပ်ကြီးဟောင်းမောင်မောင်ကျော်ဤသားဖြစ်သူအိုင်ဗန်ထက တူနှစ်တူမဖြစ်သူဦးလင်းထက်နဲ့ဒေါ်ယီမုံတို့သည်လေတပ်အတွက်ပစ္စည်းဝယ်ယူတင်သွင်းခြင်းနဲ့ပြုလုပ်ထိုင်သိမ်းခြင်းလုပ်ငန်းများအဖြစ်ကြီးပွားချမ်းသာလာသူများဖြစ်သည်တက်မတော်လေတွင်ပစ္စည်းအသစ်ဝယ်ယူသည့်အခါအမျက်တင်ရောင်းချခြင်းနှင့်ပုံမှန်လုပ်နေကြပြုပြင်ထိုင်သိမ်းရေးလုပ်ငန်းများတွင်ကုန်ကြစိတ်ပုံမတင်ပြခြင်းတို့ဖြင့်စစ်ဘုံရုံများနှင့်သူတို့၏မိတ်ဆွေများမှအချိန်တို့အတွင်းကြီးပွားချမ်းသာသွားခဲ့သည်တက်မတော်လေတွင်လေရင်များပုံမှန်ပြင်ဆင်ထိုင်သိမ်းသည့်လုပ်ငန်းအပိုးပစ္စည်းဝယ်ယူသည့်လုပ်ငန်းတွင် လေရင်အစ်စ်ဝယ်ယူသည့်ကိစ္စများတွင်လေတပ်ဗိုလ်ချုပ်များကသူတို့နှင့်ရင်းနှီးသူများနှင့်သူတို့ဆွေမျိုးသားချင်းများအားလောက်ပိုင်ခွင့်ပေးလာကြသည်မြန်မာလေတပ်အတွက်ပစ္စည်းများဝယ်ယူသည့်အခါဝယ်ယူခွင့်ရသည့်ကုမ္ပဏီအနေဖြင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်လေတပ်ဦးစီးချုပ်တို့အားကော်မရှင်ပေးကြရသည်လေတပ်ဦးစီးချုပ်အတွက်အနည်းဆုံး900ခန့်သောကော်မရှင်ပေးရသည်ဟုဆိုသည်တပ်မတော်အတွက်ပစ္စည်းဝယ်ယူရေးလုပ်ငန်းများအားကာကွယ်ရေးဦးစီးချုပ်ယုံလီတာဝန်ဌာနခွင့်နှင့်ဌာနမှအဓိကဝယ်ယူပေးရပြီးအဆိုပါဌာနသည် ဒေတာဦးစီးချုပ်အတွက်အဓိကပတ်စံချပေးသောဌာနဖြစ်သည်အဆိုပါဌာနတွင် ရှိသော G1 G2 နှင့် G3 စစ်ဦးစီးပထမတန်းဒုတိယတန်းတတိယတန်းတို့သည်အရေးပါသောရာထူးများဖြစ်သည်တမ်ဘရော၄အတွက်လေရင်ရဟတ်ရင်နှင့်လိုအပ်သောပစ္စည်းများဝယ်ယူပေးသူများတဲ့တွင်ဗိုလ်ချုပ်မူကြီးတန်းရွှေလက်ထက်တွင်ဥတီစာထူကုမ္ပဏီနှင့်ဒေါက်တာနိုင်ထွတ်အောင် Gateway International တို့ဖြစ်သည်ဥတီစာသည်လေတပ်ဦးစီးချုပ်တာဝန်ယူခဲ့သူဗိုလ်ချုပ်ကြီးမြတ်ဟိန်းနှင့်ယင်းဤခင်မင်းတို့ဖြစ်သည် ဗိုလ်ချုပ်ကြီးမြတ်ဟင်းဤသားသည်ဥတီဇာကုမ္ပဏီတွင်အလုပ်လုပ်ခဲ့သူဖြစ်သည်ဗိုလ်ချုပ်မူကြီးမင်းအောင်လိုင်ကာကွယ်ရေးဦးစီးချုပ်ဖြစ်လာပြီးနောက်တက်မတော်လေးအတွက်အဓိကပစ္စည်းဝယ်ယူရေးလုပ်ငန်းများအားဗိုလ်ချုပ်မူကြီးမင်းအောင်လိုင်သားသမီးများလေးတဲ့ဦးစီးချုပ်ဗိုလ်ချုပ်ကြီးမမောင်ကျော်ဤသားသမီးများနှင့်ဦးကျော်မင်းဦးတို့ကအဓိကလောက်ပိုင်ခွင့်ရရှိလာခဲ့သည်ဦးကျော်မင်းဦးသည်ထုကုမ္ပဏီတွင်အလုပ်လုပ်ခဲ့သည့်ဝန်ထမ်းတအုပ်ဖြစ်ပြီးဦးကျော်မင်းဦးညီဖြစ်သူမှာတက်မတော်လေးတွင် MI70 အုံမူတာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်စင်ရဲသောမိသားစုမှမွေးဖွားလာခဲ့သောဦးကျော်မင်းဦးမှာ တက်မတော့လေနှစ်ပတ်သက်သောလုပ်ငန်းများလုပ်ပိုင်ခွင့်ရလာပြီးနောက်မြန်မာပြည်ဤခရိုနီလက်သက်တူဖြစ်လာခဲ့သည်တက်မတော့လေအတွက်ပစ္စည်းများဝယ်ယူခွင့်ရထားသောမဟာစစ်သူကြီးကုမ္ပဏီမှာပုံချုပ်မှုကြီးမင်းအောင်လိုင်သမီးပိုင်ဆိုင်သောကုမ္ပဏီဖြစ်သည်တက်မတော့လေအတွက်အသုံးပြုသောရဟတ်ယာဉ်များတိုက်လေယာဉ်များနှင့်တည်ယူပို့ဆောင်ရေးယာဉ်များမှာပြန်တန်းသည့်နိုင်ရီအလိုက်တက်တန်းအလိုက်ပြုပြင်ထိန်းသိမ်းရေးလုပ်ကြရသည်အဆိုပါလုပ်ငန်းသည်လည်းအကျိုးအမြတ်များစွာရသောလုပ်ငန်းဖြစ်သည် MIG29 တိုက်လေယာဉ်တစ်စီးအတွက်နှစ်စဉ်ပုံမှန်ပြုပြင်ထိန်းသိမ်းသည့် ကုန်ကျစရိတ်မှာအမေရိကန်ဒေါ်လာ၄တန်း၆သိန်းကျော်ကုန်ကျခဲ့သည်ထို့အပြင် YAK 130ဘုံကျဲလေးရင်အတွက်နှစ်စဉ်ပြုတ်ပြင်ထိန်းသိမ်းစရိတ်မှာအမေရိကန်ဒေါ်လာ၂တန်း၁သိန်းကျော်ကုန်ကျစရိတ်ရှိခဲ့သည်အဆိုပါကုန်ကျစရိတ်များမှာအမှန်တကယ်ကုန်ကျငွေဤတဝက်ကျော်ဈေးပိုကြီးနေကြောင်းလေတက်အတိုင်းဝိုင်းအရာရှိအချို့ကဆိုသည်ထို့အပြင်လေတက်ကသုံးသည့်ရဟယင်များနဲ့တိုက်လေရင်များစပိုင်းဆိုင်ရာပြင်ဆင်မှုအတွက်ကုန်ကျစရိတ်များတွင် MI35 ရဟယင်တစ်စီးအတွက် ုန်ကျစရိတ်မှာအမေရိကန်ဒေါ်လာ3တန်း4သိန်းကျော်အထိတောင်းခံထားသည်ကိုလည်းဘတ်ဂျက်စာရင်း၌တွေ့ရသည်မြန်မာစစ်တပ်အနေဖြင့်2019-2020ဘတ်ဂျက်နှစ်တွင် MI-35P အမျိုးအစားတိုက်ခိုက်ရေးရဟတ်ယာဉ်နှစီးအားဘယ်လာရုစ်နိုင်ငံမှဝယ်ယူခဲ့သည်အဆိုပါရဟတ်ယာဉ်နှစီးဝယ်ယူရန်အတွက်2019-2020ဘတ်ဂျက်တွင်အမေရိကန်ဒေါ်လာ2တန်း4သိန်းကျော်သုံးစွဲခဲ့သည်သို့သောထိုရဟတ်ယာဉ်နှစီးထဲမှတစ်စီးမှာ2021ခုနှစ်တွင်ပြတ်ကျသွားခဲ့ကြောင်းလေတပ်အရာရှိအချို့ကဆိုသည် အဘဲကြောင့်ဆိုတော့ဝယ်ယူသည့်အချိန်ကာလကလေးကအရေးအသေးမကောင်းသည့်ရဟယင်များဖြစ်သည့်အတွက်တနည်းခန့်အကြောင်းတွင်ပျက်စီးခဲ့ခြင်းဖြစ်ကြောင်းသိရသည်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကာကွယ်ရေးဦးစီးချုပ်ဖြစ်လာပြီးနောက်တပ်မတော်လေးအတွက်လေးရင်အသည့်များဝယ်ယူခြင်းအစ်င့်မြင့်တင်ခြင်းများပုံမို့လောက်ဆောင်လာခဲ့သည်ထို့အတွက်ကုန်ကြမ်းစည်များပုံမို့များပြားလာခဲ့သည်အာနာသိန်းပြည်နောက်ပိုင်းတွင်စစ်စင်ရေးများ၌လေးတပ်အားပုံမို့အသုံးပြုလာခဲ့သည်လက်ရှိစစ်စင်ရေးအနေအထားရဆိုလျှင်တပ်မတော်လေးဤတနည်းအသုံးစည်မှာအမေရိကန်ဒေါ်လာ1ဘီလီယံခန့်ရှိလာနိုင်သည်ဟု ခန့်မှန်းထားကြသည်ထိုကဲ့သို့ပုံမိုသုံးဆွဲလာသည်နှင့်အမျှလက်ရှိစစ်ဗိုလ်ချုပ်များနှင့်သူတို့မိတ်ဆွေခရိုနီများသည်လည်းပုံမိုရှမ်းသာလာကြမည်ဖြစ်သည်ယခုဆောင်းပါးထဲမှပါဝင်သည့်ခရိုနီလက်သစ်ဥကြော်မင်းအကြောင်းကိုဆက်လက်ပြီးတင်ဆက်ပေးပါမယ်မြန်မာလီတက်ကိုအမိပြု၍ကြီးပွားလာသူသို့မဟုတ်ဥကြော်မင်းဦးအာနာသိစေကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လိုင်း တက်ချုပ်ရွာဒူးစတင်တာဝန်ထမ်းဆောင်လာခြင်းတွင်ရေတက်နှင့်လေတက်ကိုခိမိစစ်လက်နက်များတပ်စင်ကအစိမ့်မြင့်တင်ခြင်းများကိုအချိန်အဟုန်ဖြင့်ဆောင်ရွက်ခဲ့ပြီးအခြားတစ်ဖက်တွင်ထိုအရာများကစစ်တပ်နှင့်နှီးဆက်သည့်စီးပွားရေးလုပ်ငန်းရှင်များနှင့်၎င်းတို့၏ဆွေမျိုးများကိုအချိန်တိုအတွင်းကြီးပွားချမ်းသာစီကုန်သည်ထို့သောချမ်းသာသောသူများတဲ့တွင်အသက်40ကျော်သာရှိသေးသော Sky Aviator Company ပိုင်ရှင်ဦးကျော်မင်းဦးလည်းပါဝင်သည်သူသည်ရုရှားနှင့်ယူကရိန်းနိုင်ငံတို့မှမြန်မာလေတပ်အတွက်ဝယ်ယူခဲ့သောတိုက်ခိုက်ရေး Jet Fighter များနှင့် ရရင်များအတွက်လိုအပ်သောအပိုပစ္စည်းများကိုအဓိကတင်သွင်းပေးခဲ့ပြီးဆယ်စုနှစ်တခုကာလအတွင်းမှာပင်ခရိုနီလက်တစ်တူဖြစ်လာခဲ့ကြောင်း၎င်းကိုတည်သောစီးပွားရေးလုပ်ငန်းရှင်တချို့ကအေယာဝတီတို့ပြောသည်ရရင်တွေရဲ့အပိုပစ္စည်းစင်းလုံးတွေကိုဆယ်စားလောက်တင်ပြီးရိုက်တာလို့မြန်မာစစ်တပ်လေတွင်တာဝန်ထမ်းဆောင်နေသည့်အရာရှိတအူးကလည်းဆိုသည်ထို့သောဈေးတင်ပြီးတင်သွင်းပေးခြင်းကိုသက်ဆိုင်ရာအကြီးအကဲများကခွင့်ပြုပေးထားသည့်အတွက်သူကဝယ်ယူနေရခြင်းဖြစ်ကြောင်း၎င်းကပြောသည်ဥကြုံမင်းဦးသည်ဗိုလ်ချုပ်မှုကြီးမင်းအောင်လိုက်ကာကွယ်ရေးဦးစီးချုပ်မဖြစ်ခင် 2012ခုနှစ်အစောပိုင်းကာလများတွင်ရခိုင်စစ်အစိုးရလက်ထက်၌မြန်မာစစ်တပ်အတွက်ဆက်လက်ပစ္စည်းများအ धिक တင်သွင်းပေးနေသောခရိုနီတထေးကြီးဥတီစာထူးအုပ်စု၏မြန်မာ VR Export Company တွင်တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်ဥတီစာသည်ရုရှားလုပ် MI-17 ရဟတ်ယာဉ်များနှင့် MiG-29 တိုက်လေယာဉ်များလေယာဉ်အပိုပစ္စည်းများအပြင်ဆက်လက်ပစ္စည်းများကို၎င်း၏မြန်မာ VR Export Company မှတဆင့်မြန်မာစစ်တပ်သို့တင်သွင်းပေးသူဖြစ်သည်ထိုကုမ္ပဏီသည် MAPO ဟုလူသိများသော ရုရှား export military industry group အတွက်မြန်မာနိုင်ငံ၏တဦးတည်းသောကိုယ်စားလှယ်ရရှိထားသည်။ထို့နောက်ဦးကျော်မင်းဦးသည်2014ခုနှစ်ဝင်းကျင်တွင် Sky Aviator Company ကိုထူထောင်ပြီးဥတီဇာ၏ကုမ္ပဏီတွင်တာဝန်ထမ်းဆောင်ခဲ့စဉ်ကရင်းနှီးခဲ့သည့်ရုရှားနိုင်ငံသား Mr. Alexandra Ostrovskyya နှင့်ပူးပေါင်းကရုရှားနိုင်ငံထုတ်တိုက်လေယာဉ်များအတွက်လိုအပ်သောအပိုပစ္စည်းများဝယ်ယူပေးသည့်လုပ်ငန်းကိုလုပ်ကိုင်လာခဲ့သည်။ရုရှားနိုင်ငံသား Mr. Alexandra သည်မြန်မာစစ်တပ်ကရုရှားနိုင်ငံထုတ်ရဟတ်ယာဉ်များနှင့် တိုက်လေယာဉ်များဝယ်ယူရာတွင်ဥတီစာအတွက်အကျိုးဆောင်ပေးခဲ့သူဖြစ်သည်မြမလီတက်တွင်ဘုံမူးထက်အဆင့်မြင့်သောအရာရှိကြီးတဦးနှင့်ဆွေမျိုးတော်ဆက်သည့်ဥကြုံမင်းဦးသည်စစ်သားတပိုင်းအရဲသားတပိုင်းဦးသိန်းစိန်အစိုးရနှင့်ဖြုတ်ချခံဒေါအောင်ဆန်းစုကြည်အစိုးရလက်ထက်တို့တွင်မြမစီးပွားရေးအတိုင်းဝိုင်းမှပျောက်ကွယ်နေခဲ့သောဥတီစာနေရာကိုဆက်ခံကာမြမလီတက်အတွက်စစ်လက်နက်နဲ့အပုပ်ပစ္စည်းများကိုတင်သွင်းပေးရန်အခွင့်အရေးများစွာရရှိခဲ့ကြောင်းအေယာဝတီ၏စစ်ဖက်တရင်ရင်းမြများထံမှသိရသည်စစ်တပ်ကအာနာမသိမ့်မီနှင့်အာနာသိမ့်မီနောက် ရုရှားကာကွယ်ရေးဝန်ကြီးဗိုလ်ချုပ်ကြီးစာဂေချိုကုနှင့်ဒုတိယကာကွယ်ရေးဝန်ကြီးတို့မြန်မာနိုင်ငံသို့လာရောက်သည့်ခရီးစဉ်များသည့်ဥကြော်မင်းဦးအကျိုးဆောင်ပေးမှုများဖြစ်ကြောင်းနေပြည်တော်ရှိစစ်ဘက်အရာရှိကြီးတို့ကအေယာဝတီတို့ပြောသည်ရန်ကုန်မြို့တွင်အထွေထွေစီးပွားရေးလုပ်ငန်းများကိုလောက်ကန်သည်ဟုမှတ်ပုံတင်ထားသော Sky Aviator ကုမ္ပဏီသည်ရုရှားနိုင်ငံအပြင် Motorsin ကုမ္ပဏီထံမှယူကရိန်းထုတ်လင်းအစိပ်ပိုင်းများကို2018ခုနှစ်မှ2021ခုနှစ်ဖေဖော်ဝါရီလအထိတင်သွင်းပေးခဲ့ကြောင်းမြန်မာစစ်တပ်၏စစ်လက်နက်တင်သွင်းမှုနှင့်စီးပွားရေးလုပ်ငန်းများအကြောင်းဖော်ထုတ်နေသော ရက်ဖတ်အဖွဲ့အစည်းတစ်ခုဖြစ်သည့် Justice for Myanmar ၏ထုတ်ပြန်ချက်အရသိရသည် Sky ရဲ့ Beta သည်ရုရှားရဟတ်ယာဉ်များနှင့်ပတ်သက်၍ကျွမ်းကျင်မှုရှိသည့်ကုမ္ပဏီဖြစ်ပြီးပေါက်ကြားလာသည့် Sky Aviator မှလေတပ်ကာကွယ်ရေးဦးစီးချုပ်ယုံသို့တင်သွင်းခဲ့သည့်2019ခုနှစ်ဩဂုတ်လအဆိုပြုလာတစ်စောင်းတွင် MI24P အမျိုးအစားရဟတ်ယာဉ်များအစစ်မြင့်မွန်မှန်မှုတရက်ကိုပြန်လည်ခဲ့ပြီး၎င်းတို့သည် JSC ရုရှားဟဲလီကော်ပတာ၏မြန်မာနိုင်ငံရှိတအူးတဲသောကိုယ်စားလှယ်ဖြစ်ကြောင်းဖော်ပြထားခဲ့ကြောင်းသိရသည်ထို့ပြင် ပေါက်ကြားလာသည့်ကာကွယ်ရေးဝန်ကြီးဌာန၏စာရွက်စာတမ်းတစ်ခုတွင် Sky Aviator Company သည် T72S အမျိုးအစားတင့်ကားအစိတ်ပိုင်းများကိုစစ်တပ်သို့ပေးအပ်ခဲ့သည်ကိုတွေ့ရကြောင်း Justice for Myanmar ကဆိုထားသေးသည်။အာဏာသိမ်းမှုလုပ်ဆောင်ခဲ့သော February လမှစတင်ပြီး Russia စစ်လက်နက် Company Concern Radio Electronic Technologies KRED ထံမှ IAK 130တိုက်လေယာဉ်များအတွက်ထောက်ပံ့ရေးကိရိယာများနဲ့အခြားစစ်လက်နက် Company များထံမှအင်ဂျင်အစိတ်ပိုင်းများ တာဘိုအင်ဂျင်များအဆရှိသောစစ်လက်နက်တင်ပို့မှုအများအပြားကို Sky Aviator ကဆောင်ရွက်ခဲ့ကြောင်း Justice for Myanmar ထံမှသိရသည်။ရုံလေးနောက်ကကြားမုံ2020ရွေးကောက်ပွဲမတိုင်ခင်ကဒေါအောင်စန်းစုကြည်အားလှုပ်ကြံသည့်ဇက်ဝင်ကန်ပါတော့အစိုးရရုံလေးရိုက်ကူးခဲ့သောငါတို့အားလုံးရဲ့မြည် MTV သချင်းကိုမှတ်မိကြအောင်မြည်ဇလန်းကဒေါအောင်စန်းစုကြည်အစည်းအဝေးလုပ်နေချိန်အကြံဖတ်သမားတွေရောက်ရှိလာပြီးဝင်ရောက်တိုက်ခိုက်ကြသည့်အခါ ဒေါအောင်ဆန်းစုကြည်ဤတပ်တော်ဆောင်များကကာကွယ်ပေးတော်လဲမနိုင်ဘဲဖြစ်နေခြင်းတပ်မတော်ကအချိန်ပြီးရောက်ရှိလာပြီးဒေါအောင်ဆန်းစုကြည်ကိုကယ်တင်လိုက်သည့် MTV ဖြစ်သည်ထိုအချိန်ကဆိုရှယ်မီဒီယာတွင်ဝေဖန်မှုများအုံအုံထားခဲ့ပြီးအဆိုပါ MTV သရှင်ရိုက်ကူးရေးသူ့ကိုယ်ပိုင် စိတ်ကူးတာဖြစ်ပြီးဘသူထံကမှပတ်စံတစ်ချက်မှမရခဲ့ဟုအဆိုတော်ယုံလေးကမီဒီယာအချို့မှဖြေကြားခဲ့သည်သို့တော်ယုံလေးကြက်3000ရရှိခဲ့သည်မအားလုံးရဲ့မြေ MTV သရှင်ရိုက်ကူးရန်အတွက် စစ်တပ်ကယုံလေးအားကြက်သိန်း2000ပေးအပ်ခဲ့ကြောင်း NLD အစိုးရလက်ထက်တွင်အဆိုပါကိစ္စနှင့်ပတ်သက်၍ထိုအချိန်ကစုံစမ်းထောက်လန်းခဲ့ရသောအရာချီကြီးတဦးကအေယာဝတီကို ပြန်ပြောင်းပြောပြသည် NLD အစိုးရလက်ထက်နိုင်ငံအကြီးအကဲများထံတင်ပြခဲ့သောအစီရင်ခံစာတွင်ယုံလေး၏ MTVR ကြက်သိန်း2000ကိုဗိုလ်မှူးချုပ်ကျော်မိုးတက်ကထောက်ပံ့ပေးခဲ့ကြောင်း၎င်းကိုယ်တိုင်နှုတ်ဖြင့်ပြောကြားသည် ရင် MTV မှာလွန်ခဲ့သောနှစ်နှစ်ခန့်ကတည်းကရည်ရွယ်ချက်ရှိရှိကြိုတင်ပြင်ဆင်ထားခြင်းဖြစ်သည်ဟုရေးသားခဲ့ကြောင်းယခုအခါ CDM ပြုတ်လောက်လာပြီဖြစ်သည့်အဆိုပါအရာရှိကပြောသည်စစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လိုက်တမီးနှင့် ACE ကုမ္ပဏီပိုင်ရှင်ဤသားဖြစ်သူစံကိုကိုတင်စန်းတို့ပူးတွဲတီထောင်ထားသောလုပ်ငန်းဖြစ်သည့်စေဘဆန်ရုပ်ရှင်ထုတ်လုပ်ရေးကရိုက်ကူးထုတ်လုပ်ပေးခဲ့သည်ရန်လေသည့်အဆိုပါငွေကြက်3000ကိုဗိုလ်မှူးချုပ်ကျော်မိုးသက်စီကယူရန်ရန်ကုန်မှနေပြည်တော်သို့လေရင်ဖြင့်လာရောက်ခဲ့သည် ော်ပြလားကျော်ကူရန်ကိုဦးမြပါလားတပြီတော့သူ့ကိုဖိနှောက်ကြည့်ပါမင်းရဲ့လို့ပဲဘုံမှုကျုပ်ကြော်မှုတက်ဘသူလဲယုံလေးအား MTV ရိုက်ကူးရန်ငွေကြေးသိန်း2000ပေးခဲ့တော့ဘုံမှုကျုပ်ကြော်မှုတက်မှာလေးချောင်းရန်ကာကွယ်ရေးတပ်ဖွဲ့အရာရှိချုပ်လေးအဖြစ်တာဝန်ထမ်းဆောင်နေသူဖြစ်သည်အသက်56နှစ်အရွယ်ရှိသောဘုံမှုကျုပ်ကြော်မှုတက်မှာစစ်တပ်သို့အပတ်စဉ်30ဒီရက်စေတာတိကျောင်းစင်တဦးဖြစ်သည်လေးတပ်အတိုင်းဝိုင်းနှင့်ဘုံမှုကျုပ်ကြော်မှုတက်အားကြားမုံဟုအမည်ပေးထားသည်ကြားမုံဆိုတာ သူကယောက်ျားလေးတွေဆိုရင်မမြင်တော့ဘူးမိန်းကလေးတွေကိုပဲမြင်လို့ကြားမုံလို့နာမည်ပြီးထားတာလို့တက်မတော်လီမှစစ်တပ်အရာရှိတအုပ်ကဆိုသည်ဘုံမှုချုပ်ကျော်မိုးသက်သည်2000ခုနှစ်တွင်မန္တလေးတိုင်းတရာဦးလီတက်ဆွဲတွင်ဘုံမှုရာထူးဖြင့် A5 တိုက်လျင်အုပ်တာဝန်ယူခဲ့ပြီးဘုံမှုကြီးရာထူးဖြင့်နမ်ဆန်လီတက်စခန်းဌာနချုပ်မှုတက်နယ်မှုအဖြစ်2016ခုနှစ်တွင်တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည် သူကဗမာစာပြီးအောင်မြင်သွားလဲဆိုတော့တရာဦးမှာ A5 လေးစီးရတာ တရာဦးတက်ဆွဲမှာ A5 ၄စီးကိုဘုံမှုဘွားနဲ့အုပ်ချုပ်ရတာအဲ့ဒီမှာပတ်စံကအများကြီးရသွားတာဟုအမီမဖော်လို့သူလေးချောင်းရံတက်မှ CDM ပြုတ်လာသူအယရှိတဦးကဆိုသည်တရာဦးလေတက်ဆွဲဤလေရင်အုပ်မှုသည်အခြားသောလေရင်အုပ်မှုများကဲ့သို့လေတက်ဌာနချုပ်မှုဒုတိယလေတက်ဌာနချုပ်မှုများအားခွဲတန်းပေးရသည့်နေရာမဟုတ်သည့်အတွက်အဆိုပါအုပ်မှုတာဝန်ယူသူများမှာအခြားအုပ်မှုများထံငွေကြေးပုံမှုချမ်းသာကြသည်ဘုံမှုချုပ်ကြောင့်မှုတက်နှင့်ပတ်သက်၍အဆိုရအဖွဲ့ဝင် ပြည်တော်စုဝင်ကြီးထံပေးပို့ခဲ့သောအစီရင်ခံစာတွင်ဇနီးတယ်မှ၎င်းထက်အသက်16နှစ်ကြီးပြီးတိကျအလောက်အကိုင်မရှိဟုသိရပါသည်မန္တလေးတွင်၎င်းတရာဦးတွင်၎င်းတိန်းတောင်းနှင့်ရှိသောမြေကွက်များလည်းပိုင်ဆိုင်သည်ဟုရေးသားထားသည်သူကလူကြီးနှင့်နှီးဆက်တယ်စစ်တပ်ကိုဝါဒဖြန့်ချီရေးကိုလုပ်ပြီးတာမျက်နှာလိုချင်လို့ပါပဲလေကျုပ်ဖြစ်ရှင်တာဒါပေမဲ့ဖြစ်ဖို့မလဲတော့ဘူးမျက်နှာလိုချင်တာတက်လော်ပြီးလှုပ်တာတက်ချုံနဲ့ယင်းနေတယ်သူကတကယ်ဟုတ်ဖဲဖဲဟုတ် လေချောင်းရံအရာချိချုပ်ရုံးမှ CDN ပြုတ်လာခဲ့သူအရာရှိတဦးကလည်းမှတ်ချက်ပြုသည်ဗမှုချုပ်ကျော်မှုသက်နှင့်ပတ်သက်သောအစီရင်ခံစာတွင်လေချောင်းရံအရာရှိချုပ်လေယာဒူးမှာ၎င်းအတွက်ဂိတ်ဆုံးယာဒူးဖြစ်ပြီး၎င်း၏အသက်မှာ56နှစ်ပတ်ဝန်းကျင်ရှိပြီဖြစ်ရာတက်မှအငိမ့်စားယူချိန်တွင်နိုင်ငံရေးနယ်ပယ်တွင်ဝင်ရောက်ပတ်သက်လို့သဖြင့်ယခုကဲ့သို့ဆောင်ရွက်ခြင်းမီလောစဉ်းစားပွဲရာဖြစ်သည်ဟုလည်းပါရှိသည်ငွေကြေးအင်အားချမ်းသာသောဗိုလ်မှူးချုပ်ကျော်မှုသက်သည်ယုံလေးအပြင်အခြားသောအမှုပညာရှင်များကိုလည်းစပွန်ဆာပေးနေသည် လာမည့်တင်းညာပွဲတော်တွင်အချို့သောဖျော်ဖြေရေးပွဲများကိုအစိုးတော်ယုံလေးကစီစဉ်နေပြီးသူ့နောက်တွင်ဗမှုရုပ်ကြောင်ပိုးသက်မှာရှိနေသေးသည်ဟုစုံစမ်းသိရှိရသည်အေယာဝတီမှဆောင်းပါဖြစ်ပါသည်အဆုံးထိနားထောင်ပြီးတဲ့အူချင်းစီကိုကျေးဇူးထူးတင်ပါတယ်ကျွန်တော် channel မှာယခုကဲ့သို့စာပေဆောင်းပါများကိုသဘောကျနှစ်သက်တဲ့ဆိုရင် channel မှာတင်နိုင်သိရအောင်ကျွန်တော် channel လေးကို like and subscribe လေးတွေပေးခဲ့ပြီးဘေးနားလေးကခေါင်းလောင်းလေးကိုနှိပ်ခဲ့ပြီးပို့ရတဲ့ရက်ခံပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်